ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ဆောင်းရသည်နဲ့ငှက်ကလေးတို့ရဲ့ဝိုင်းတောင်းတင်မှာအမဲလိုက်တင်းငယ်ကြီးကအသားကောင်ရှာထွက်နေပါ යි ။တင်းငယ်ကြီးကအရန်ကိုပိုက်စာနေပါ යි ခဏကြာမှတော့တိမ်ငတ်ကြီးကတစ်ပင်ပေါ်မှာစောက်ထားတဲ့အိမ်နှလုံးတွေ့သွားပါ යි ။ငါဒီနာနေတားကောင်အနံရနေတယ်။ဒီအိမ်ထဲမှာတားကောင်တကောင်ကောင်ရနိုင်တယ်။တိမ်ငတ်ကြီးလည်းအိမ်ထဲကိုဝေးရှာပါ යි ။အိမ်ထဲမှာငှက်ကောင်ပေါင်လေးနှစ်ကောင်တွေ့သွားပါ යි ။တိမ်ငတ်ကြီးလည်းအိမ်ကိုဖြည့်ဆည်းဖို့ကြိုးစားပါ යි ။ဒါပေမဲ့အိမ်ကအရန်ကိုခိုင်ခန့်နေတော့သူက ဖြည့်ဆည်းလို့မရဖြစ်နေပါ යි ။ဒီအိမ်ကအတော်လေးခိုင်ခန့်တာပဲ။ဒီအိမ်ကိုဘယ်လိုဖြူရပါမလဲ။ အဲ့ဒီချိန်တိုင်းငယ်ကြီးကတပင်ပေါ်မှာရှိတဲ့နောက်ထပ်အိမ်တလုံးအပေါ်အာရုံရောက်သွားပါ යි ။ဟုတ်ပြီ။ငါဒီအိမ်ထဲမှာတားကောင်ရှိလားဆိုတာကြည့်ရမယ်။တိုင်းငယ်ကြီးကအဲ့ဒီအိမ်ကြီးထဲကိုကြည့်ကြည့်လိုက်တော့ငှက်အကောင်ပေါလီနှစ်ကောင်တွေ့သွားပါ යි ။တိုင်းငယ်ကြီးလည်းထုံအိမ်ကိုဖျက်ဆီးဖို့လုပ်ပါ යි ။အင်းကအရမ်းမခိုင်တော့အင်တကားတွေကအလွယ်တကူပြေးသွားပါ යි တိုင်ငယ်ကြီးကအဲ့ဒီငှက်ကလေးနှစ်ကောင်အပြင်ဆွဲထုတ်လိုက်ပါ යි အဲ့ဒီငှက်ကလေးတွေရရဲ့ဆက်ဆက်ကြိုက်ဖြတ်စားတော့လိုက်ပါ යි ကဲငါပိုက်တော့ပြေးသွားပြီ တင်းငယ်ကြီးလည်းအိမ်ညာနေထွက်သွားလိုက်ပါခဏကြာမှတော့လာဒိုနဲ့တိုနီတို့ကအစာရှာပြီးတော့ပြန်လာကြပါတယ်။လာဒိုရဲ့ကလေးတွေဟာလည်းလာဒိုကိုမြင်တော့ငိုကြပါတယ်။ကလေးတို့ကဘာဖြစ်လို့လဲ။ဘာလို့ငိုနေကြရလဲ။မမေမရှိတော့ဟာတီယိုကြောက်စရာကောင်းတဲ့တိုင်းငယ်ကြီးတစ်ကောင်ရောက်လာတယ်။သူကတမီးတို့အိမ်ကိုဖျက်ဆီးဖို့လုပ်သေးရဲ့။ဒါပေမဲ့သူတမီးတို့အိမ်ကိုဖျက်ဆီးလို့မရတဲ့ခါကျအန်တီတိုနီတို့အိမ်ကိုရောက်သွားတယ်။သူကပင်တူးနဲ့ဘာဘလီကိုစားပြစ်လိုက်တယ်။ ီစကားကြတော့လာတို့လည်းအတော်လေးလက်သွားပါ යි အဲ့ဒီချိန်မှာတိုနီရဲ့ငိုတန်းကြားလိုက်ရပါ යි ဒါဘလိုရီဖြစ်ကုန်တာလဲအခုငါဘလိုအသက်ဆက်ရှင်ရတော့မလဲလာတို့ရေကြည့်ပါဦးငါရဲ့ကလေးနှစ်ယောက်ကိုအမဲလိုက်တင်ငှက်ကြီးစားသွားပြီငါကုတ်ဘာဆက်လို့ရတော့မလဲလာတို့ရေတိုနီရေမငိုပါနဲ့ရောဖြစ်ပြီးသွားတာတွေကဘာမှမမတက်နိုင်ဘူးလေမဟုတ်ဘူးလာတို့ငါသာငါအိမ်ကိုခိုင်ခန့်အောင်စောက်ခဲ့မယ်ဆိုရင်ဒီလိုအဖြစ်ဆုံးမျိုးကြုံရမှာမဟုတ်ဘူး ဒါရီအကောင်လားငါအမားရင်ကြောင့်ဖြစ်ရတာတုံနီရင်အခုကိစ္စမှာနင့်အပြစ်မပါပါဘူးအရင်ဆုံးနင့်အငိုတိတ်တော့နော်လာတော့လေတုံနီကိုအတက်နိုင်ဆုံးနားလည်အောင်ရှင်းပြနေပါယဒါပေမဲ့သူမကိုယ်တိုင်လည်းစိတ်အယဲညစ်နေပါယအဲ့လိုနဲ့ညအောင်ရောက်လာပါယလာတော့လေသူမရဲ့ကလေးတွေနဲ့အိမ်ထဲမှာအိတ်နေကြပါယဒါပေမဲ့လာတော့ရောအိတ်မပြောပါဘူးအမေရင်တာအယံကြောက်တယ်ဟိုအမဲလေးအသိငတ်ကြီးပြန်ရောက်လာရင်ဘယ်လိုလုပ်မလဲ မကြောက်ပါနဲ့ကလေးတို့ရဲ့ကလေးတို့နာမအမိတယောက်လုံးရှိပါတယ်။နောက်နေကြတော့အမဲလိုက်သိန်းငယ်ကြီးကတော်ရဲမှာတားကောင်လိုက်ရှာပြန်မာရင်။ကဲတားကောင်လိုက်ရှာလာအောင်မေဒီတော်ရဲမှာတော့တားကောင်မရစရာအကြောင်းမရှိဘူး။သိန်းငယ်ကြီးကအဲ့လိုနဲ့ဘိုလ်လူရဲ့အိမ်ကိုရောက်လာပါတယ်။ဘိုလ်လူရဲ့အိမ်ကလည်းမခိုင်ခံတော့သိန်းငယ်ကြီးကသူ့ရဲ့အိမ်တကောင်အလွယ်တကူဖျက်လိုက်ပါတယ်။သိန်းငယ်ကြီးကအိန္ဒိယဥတွေကိုစားပါအောင်ရင်းအဲ့ဒီချိန်ကြီးကန်းကာလူကအဲ့ဒီအိမ်သားနေဖျက်တမ်းသွားနေပါတယ်။ ကြီးကကလူလဲတိုင်းငယ်ကြီးကဘောလူရဲ့ဥရီစားနေအောင်မြင်သွားပါရဲ့ဟဲတားပါလဲဒါအသိငယ်တကမဲသူကဘောလူရဲ့ဥရီစားနေရပဲငါတို့တားမရမယ်ကလူလဲတိုင်းငယ်ကြီးစီကိုရှောက်သွားပါရဲ့ရှက်ဆက်လူသားမဆန်တဲ့တိုင်းငယ်စုပ်ကြီးနေတီဥရီစားလို့မဖြစ်ဘူးအလကားကြီးကန်ကောင်နေရပါမလို့ငါ့ကိုလာတားနေရတယ်ငါအမဲလိုက်တိုင်းငယ်တကမဲငါကဘာမှမစားလို့ရတယ် နေငါတို့တော်တာငှက်တွေကိုဒုက္ခပေးလို့မရအောင်ဒီကနေထွက်သွားလိုက်တော့ငါကုဒီဥတွေကိုစားလိုက်တာဘိုက်ပြေသွားလို့ဒီနေ့ရောနေ့ကိုလွတ်ပေးလိုက်မယ်မဟုတ်ရင်တော့ဒီနေ့ကနေ့ရဲ့တိမ်နေဖြစ်သွားလိုက်မယ်တိမ်ငန့်ကြီးလည်းအဲ့ညာနေထွက်သွားလိုက်ပါအဲ့ဒီချိန်မှာငှက်မလေးဘိုးလူကရောက်လာပါအကုကလူကြီးအကော့ဒီမှာဘာလုပ်နေရလဲကလူလည်းဘီလူကိုအကြောင်းဆောင်ရှင်းပြလိုက်ပါအကုကျေးဇူးအများကြီးတင်ပါရဲ့ဒါရီအားလုံးကကျမရဲ့အပြစ်တွေပါ ကျမကျမရဲ့ခိုင်ခိုင်ခင်ခင်မဆောက်ခဲ့လို့အခုလိုဖြစ်ရတာပါ။ကိစ္စမရှိပါဘောလူရေ။အဲ့ဒီတိုင်ငယ်ကြီးကတုံနီရဲ့ကလေးမယောက်ကိုလည်းစားပစ်ခဲ့တာ။အမလီကျမတို့အဲ့ဒီတိုင်ငယ်ကြီးတခုခုလုံးမရလိမ့်မယ်။ဟုတ်တယ်ညီမဘောလူရေ။ဒီနေ့ပဲငှက်တွေအားလုံးခေါ်ပြီးဒီကြောင်ဆွေးနွေးရမယ်။ခဏကြာမှတော့ငှက်တွေအားလုံးလာသူရဲ့အိမ်ရောက်လာကြပါရဲ့။ဘာဖြစ်လို့လဲကာလူရဲ့။နေရပါလို့ငါတို့အားလုံးဒီညခေါ်လိုက်ရတယ်။မိတ်ဆွေတို့အားလုံးတိကျတဲ့အတိုင်းပဲလေ။ ငါတို့ရွာအမဲလိုက်သိငက်ကြီးတကောင်လာလာနေရဲ့။သူကနေတိုင်းငှက်အကောင်ပေါင်လေးတွေဒါမှမဟုတ်ဥတွေလိုက်လိုက်စားပြစ်နေရ။ဟုတ်တယ်ကိုကလူရဲ့မနေ့ကတော့အဲ့ဒီသိငက်ကြီးကျွန်မရဲ့ကလေးတွေစားဖို့ကြိုးစားခဲ့သည်ရဲ့။သူကျွန်မရဲ့ကလေးတွေမစားနိုင်တော့တူနီရဲ့ကလေးတွေစားပြစ်ခဲ့တယ်။သူကနေတိုင်းအမဲလိုက်ထွက်နေရ။ဟုတ်တယ်လားတို့ရဲ့ဒီနေ့သူကဘိုလ်လူရဲ့ဥတွေစားပြစ်ခဲ့တယ်။အဲ့လိုသာစားပြစ်နေမယ်ဆိုရင်တော့တနေ့ကျရင်ငါတို့အားလုံးသူစားပြစ်လိုက်မယ်။ အဲ့လိုဆိုလေငါတို့ကဗာတက်နိုင်မှာလေငါတို့မှတိတ်ငက်ကြောမတိုက်နိုင်တာငါတို့ဒီတော့ထားပြစ်ခဲ့ပြီ အခြားတော်တခုမှအိမ်တွေပြောင်းစောက်ရမယ်ထင်နေတော်ရဲမှာငှက်တကောင်မှမရှိတော့ဘူးဆိုရင်အဲ့ဒီတိတ်ငက်ကြီးကငှက်ပြက်ပြီးသူ့ဘာသာသူတည်သွားလိမ့်မယ်ဟုတ်တယ်ကိုကလူရေကျမတော့ဒီအကြံအရန်ကြိုက်တယ်ကလူနေအောင်တော့တော့ကောင်းသိရမလားနေပါရတာပြောနေရလေငါတို့ကအဲ့ဒီတိတ်ငက်ကြိုးကြောက်လို့ငါတို့တော်ကိုထားခဲ့ရမယ်ဟုတ်လားအတော်မီနူကအဲ့ဒီတိတ်ငက်ကြိုးတိုက်နိုင်လို့လား ဒါပေါ့ဒါပေါ့ဘာလို့မရရမှာလဲလိုအပ်လိုက်ငါသူ့တိုက်ကိုတိုက်မှာဒါပေမဲ့ဒီတော့ထားခဲ့ပြီးတော့ငါဘယ်ဥမှမသွားဘူးကျမတို့လည်းသိပါရဲ့အတော်မီနိုရေအခုချိန်သာအဲ့ဒီသိငက်ကြီးဒီကိုရောက်လာရင်အတော်အရင်တော့အစိမ့်စိမ့်မှောင်မှဖြစ်သွားမှာအေးပေါ့အေးပေါ့စကားရီတားတက်နေနဲ့ကိုကြီးတော်ကြနင့်ကို तू ကခေါ်သွားအောင်မင်းနင်တို့အားလုံးဒီတော်ရီကနေထွက်သွားကြနေဆိုရင်သွားကြငါဘယ်သိငက်ကိုမှမကြောက်ဘူးနမေဝမီနိုဟွန်းနေပါအောင်နေပါအောင်စကားမများကြပါနဲ့ ကောင်းပြီမိတ်ဆွေတွေအချားတော်ဟုတ်ကိုပြောင်းမယ်ဆိုတဲ့သူတွေမနဲ့ပြန်မနဲ့စောစောအသည့်ပြင်ထားပေးကြပါပြီးတော့ရဲ့ကွင်းမြင်တွေကိုလာခဲ့ပေးကြပါငါတို့အချားတော်ဟုတ်ကိုပြောင်းပြီးအိမ်ဆောက်ကြမယ်ညက်တွေအားလုံးလည်းကာလူရဲ့စကားလက်ခံကြပါ යි အကုန်လုံးကအချားတော်ဟုတ်ကိုပြောင်းဖို့ဆုံးဖြတ်လိုက်ကြပါ යි နောက်နေ့မနဲ့ကျတော့ညက်တွေအားလုံးကချိန်တိုင်းနေအောင်ရောက်လာကြပါ යි မိတ်ဆွေတို့အားလုံးအတော်မီနို့ကိုဒီညမှာတွေ့ကြလားဒါမှမဟုတ်ငါတယောက်ပဲမြင်နေရလားအတော်မီနို့ကဒီညဘာလာလောက်တာလဲ အတော်ပဲဒီတော့ကိုထားပြီးဘယ်မှမသွားဘူးဆိုအတော်ဟိုသိငယ်ကျိုမကြောက်ဘူးမလားဟုတ်ဒီလိုသားလေးကလူရဲ့အတော်ရဲ့မိတ်ဆွေတွေလည်းဒီမှာမရှိကြတော့ဘူးဆိုရင်အတော်တယောက်တည်းမနေချင်တော့ဘူးလေဒါကြောင့်အတော်လည်းသားရုနဲ့အတူလိုက်ဖို့စဉ်းစားလိုက်တာဟုတ်ကဲ့ဟုတ်ကဲ့ကျမတို့သိရပါဘောအတော်မီနူရဲ့အကုတ်ကလူရဲ့မင်းညားလေအဲ့ဒီသိငယ်ကျအတော်မီနူတို့ရဲ့အိမ်ရှိမှာပတ်နေရအဲ့ဒါကြောင့်အတော်မီနူကကြောက်သွားတာဟုတ်တယ်မလားအတော်မီနူကျမပြောမှန်တယ်မလားကျမလင်ပြောနေရတော့မဟုတ်ဘူးမလား မဟုတ်ဘူးမဟုတ်ဘူးကိုကြီးတင်းငက်ကြီးကငါ့အိမ်ရှည်လာသွားရင် ဟုတ်လားငါတော့မသိဘူးထားလိုက်ပါတော့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 အားလုံးလေးစုံနေပြီဆိုတော့ငါတို့အားလုံးအခြားတောအုပ်ကိုသွားတင်ပြီငှက်တွေအားလုံးလည်းထိုတောအုပ်ထဲကနေထွက်လာကြပြီးနှင်းတောအုပ်ထဲကိုရောက်လာကြပါ යි လမ်းမှာသူတို့ကဝါးပင်တွေအများကြီးကိုတွေ့ပါ යි ဒီမှာကြည့်ပါဦးမိတ်ဆွေတို့ဒီမှာဝါးပင်တွေအများကြီးရှိရဲ့ဟုတ်တယ်လေးလာတော့ဒါပေမဲ့ငါတို့ကအဲ့ဓာတွေကိုဘယ်နေရာမှာသွားတော့မှာလဲ ကိုကြီးရဲ့ဓီဝါပြင်းနေနဲ့ငါတို့အိမ်ဆောက်လို့ရတယ်လေဓီဝါရီနဲ့သာငါတို့အိမ်ဆောက်ငါတို့အိမ်ကအရန်ခိုင်မှာကျင်းတည်ဟုတ်တယ်ဒါအတိတ်ကိုကောင်းတဲ့အတက်မဲလာတို့ကဲမိစေတို့ကိုအိမ်တွာဝါပြင်းတွေလို့တလောက်ယူကြပါအားလုံးလည်းအဲဒီကနေဝါရီယူပြီးရှေ့ဆက်သွားကြပါငါတို့အားလုံးနဲ့နှင်းတွေကြနေတဲ့တောအုပ်တွေကိုရှောက်လာပါလေမိတ်ဆွေတွေငါတို့မျော်မှန်းထားတဲ့နေရာကိုရှောက်လာပြီငါတို့အားလုံးကိုကြည့်နေဖို့အိမ်တွေဆောက်ကြရအောင် မျက်တွေအားလုံးလဲကိုစီကုံကအိမ်ဆောက်ကြပါမီနူကသူယူလာတဲ့ဂုံးတွေထည့်ထားတဲ့တက်တာကိုဖွင့်လိုက်ပါကဲဒီဂုံးတွေကိုအရာနေရာတွေမှာကတ်လိုက်မယ်အတော်မီနူရေဒီဂုံးတွေကိုဘယ်ကနေသွားယူလာလဲဒီဂုံးတွေကိုငါနဲ့တူယူလာလေတနေရာရာမှာအတုံးဝင်လောက်တဲ့ထင်ပြီးယူလာတာဒီနေ့ရောအတုံးဝင်လာပြီငါဒီဂုံးတွေကိုငါတအိမ်လုံးထဲမှာကတ်ထားလိုက်မယ်အကုတ်ကလူရေကျမတို့ကဒီလိုဂုံးတွေယူလာပြီးအိမ်ထဲမှာကတ်ထားလိုက်မယ်ဆိုရင်လုံးဝအီးတော့မှမဟုတ်ဘူးဟုတ်တယ်လားတို့ ဒီအီးတံလွတ်မြောက်ဖို့ဆိုရင်ဒီနိလန့်အကောင်ဆုံးပဲငါတို့ဂုံးနေသွားอยู่ကြရအောင် ကာလူနဲ့လာတို့တို့ဟာငှက်တွေအလုံးထွက်ဘီနာတောအုပ်ကနေဂုံးနေရှာယူလာကြပါငါတွေအလုံးလဲအိမ်ထဲမှာဂုံးတွေကတ်လိုက်ပါတဖက်မှာလည်းတိမ်ငက်ကြီးကအိမ်တကာပတ်ပြီးသားကောင်လိုက်ရှာနေပါဒါပေမဲ့သူကတောအုပ်တစ်ခုလုံးမှာဘယ်သားကောင်ကိုမှရှာမတွေ့ပါဘူးအစာမစားရလို့သူလည်းအရန်အားနေလာပါဟဲ့ဂျီတောအုပ်တွေကငှက်တွေကဘဲရောက်သွားကြတော့ အဲဒီချိန်တိုနီအောင်အမဲလိုက်လာတာနှကောင်ရောက်လာကြပါတယ်။ဘာရည်ဒီတော့ဟိုတဲမှာတားကောင်တကာမှမတွေ့ပါလား။ငါတို့ခုဘာစားရတော့မှာလဲ။အကိုကြီးအဲ့လောက်မပူပါနဲ့။ငါတို့စားစရာတခုခုတော့ရမှာပါ။ဟိုတစ်ပေပေါ်မှာအားနေနေတဲ့တင်းငယ်တကောင်ပါလား။အကိုကြီးလာဒီနေ့ရောအဲ့ဒီတင်းငယ်ကိုစားလိုက်ကြရအောင်။တတနှကောင်ကတင်းငယ်ကိုတိုက်ခိုက်ပါရယ်။အားနေနေတဲ့တင်းငယ်ကသူတို့ကိုမရှင်နိုင်တော့အသက်ခံလိုက်ရပါရယ်။ ကဲအခုလိုမျိုးစိတ်ဝင်စားစရာနှက်ကတူပုံမြင်လေးတွေကိုကြည့်ကြနေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့ပုံမြင်အသစ်လေးတွေတင်နိုင်သိရှိနိုင်လေးဗီနာနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်